ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာ GC Story နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အပင်ခံစင်နီးအခြေခံပေါ့နော်အပီဆိုဒ်နံပါတ်2ဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်ဒီကန်လေးကခေါ်ပါမှာပေါ့နော်ရိုက်ပြခဲ့တာခုကဒီဘက်ကိုရွှေ့ထားပါတယ်ကျွန်တော်မှာအလင်းရောင်တွေလည်းကောင်းနေအောင်ပြီးရင်တဖြည်းဖြည်းပို့ပြီးတော့ပြည့်စုံလာချင်တယ်လို့ရှိရင်တစ်ခါလေသူ့ကိုဒီမှာပဲထားလို့ရအောင်ဒီနေ့အောင်ရွှေ့ထားလိုက်ပါတယ်ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်မာလေးပြောခဲ့ရလဲဆိုတော့အောက်မှာ substrate layer အနေနဲ့ lava rock ခင်းတယ်ပြီးတော့တကယ် main substrate အနေနဲ့ ွိုင်းသုံးထားတယ်ပေါ့နော်ခုဒီနေသားလေးကိုမနေ့ကအဲကျွန်တော်တို့ episode 1မှာဒီနေရာမှာအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီကံလေးကိုကြည့်ရပြအောင်ခုလက်ရှိတာပြီးခဲ့တဲ့ episode 1ကပြီးခဲ့တဲ့ပုံစံတိုင်းပေါ့နော်ကျွန်တော်ဒီပုံကနေပြီးတော့ဟိုဟာလေးကာဗာလေးအုပ်ထားတယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ထပ်ပြောမှာတော့အဲကျွန်တော်တို့ကဒီမှန်ကန်ထဲမှာအပင်နေကြီးပဲလို့ထိုးဆိုင်မဲ့အစားထိုးဆိုင်တဲ့ niche နဲ့လည်းရှိရပေါ့နော် dash style ဆိုတာအဲ့ဒါတော့တက်တက်ထပ်ပြောပြပါမယ်အဲ့တော့ ဟိုဒီလိုယူယူပဲထားမယ်ယူယူပဲအပင်တွေပဲထိုးဆိုင်မယ်အစားဟာ hard skate ဘယ်ခေါ်လဲကြောက်တုံးတို့သစ်ဆွေးတုံးတို့ ਨੇ ရောပြီးတော့အလှဆင်တဲ့ဟာပေါ့နော်တဘာဝနဲ့အနည်းသက်ဆုံးတော်လုပ်တဲ့ဟာလေးကိုကျွန်တော်ဒီနေ့ပြောမှဖြစ်ပါတယ်အဲ့တော့ hard skate ဘယ်ပြောရဲ့အချိန်မှာကျွန်တော်သစ်ဆွေးတုံးအကြောင်းပေါ့နော်သစ်ဆွေးတုံးကအားလုံးနဲ့ဝယ်ပူးကြပါတယ်တိတိတိကြပါတယ်ပေါ့နော်အဲသစ်ဆွေးတုံးကိုအဲပိုးတက်တဲ့စင်မီတာတွေကျွန်တော်တို့ရောင်းပါတယ် ဒါပေမဲ့ကျွန်တော်တို့ကရေမြုပ်ထားပြီးရေထဲမှာထားပြီးမရောင်းပါဘူးဘာလို့လဲဆိုတော့တင်းတင်းတောင်းရဲ့တက်တန်းကိုဝယ်သူလက်ထဲကိုအသေးစက်စက်ပေးချင်တာဖြစ်တဲ့အတွက်ရေထဲမှာမြုပ်မထားပါဘူးကျွန်တော်အပြင်မှာပဲထားပါတယ်ပေါ့နော်ဥပမာသားမျိုးပေါ့ဒီလိုအချောက်လိုက်တယ်ပဲထားပါတယ်ဒါကြဲအကုန်လုံးကတဘာဝမှာလည်းရေတွေကမြုပ်ထားပြီးသားအတုံးနေပါပေါ့နော်ဒါပေမဲ့ဒီလိုအချောက်တိုင်းပြန်ထားတဲ့အတွက်သူကပို့ပြီးတော့ပြန်ပြီးတော့ခြောက်သွားတာဖြစ်ပါတယ်ဒါကကျွန်တော်ဒီတိုင်းပဲဘဝသူတအနေနဲ့ပြောပြတာပါအဲ့ဒါကိုကျွန်တော်ဒီကိုထားနေနေမှာငိန်နေအောင်ထားပြီးတော့ မရွေ့အောင်ကြောက်နေတွဲကပ်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ episode 2မှာ sorry episode 2မှာကျွန်တော်ပြောခြင်းတဲ့အကြောင်းက half game half game လုပ်တဲ့ဟာလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူအားလုံးလိုက်ကြည့်ကြပါတက်သေးပါ့မလားဟုတ်ကဲ့ဘိတ်သွားပြီကိုအလုံးနဲ့လေကိုငါးတက်သေးတယ်ဘောငါးတော့မရတော့ဘူးကိုခဏလေးနော်ဟုတ်ကဲ့ โอเคစိတ်မရှိပါနဲ့ခင်ဗျာခုနကไฟပိတ်သွားပြီမယ်ဝယ်သူရောက်လာလို့ခဏတကားသွားပြောနေလို့ခဏရလိုက်တာပါโอเคကျွန်တော်လည်းလိုက်ကြည့်ပါအောင်ဟုတ်ဒီမှာဒီဆေလက်မကန်လေးအတွက်ကျွန်တော်ဒီသစ်ဆွေးတုံးလေးကိုယူထားရပါဘောနော်ဒါလေးကအစ်စ်မဟုတ်ပါဘူးကျွန်တော်လုံငယ်တစ်နှစ်လောက်ကအပင်ကန်အကြီးပေါ့နော်ဒီဝမ်ဆက်ဖြတ်တဲ့ဟောက်သွားဝင်တော့ပါသစ်ဆွေးတုံးအဟောင်းပေါ့နော်အဲဒါဆိုဒီကောင်လုံးကပွားနေပါပြီပေါ့ဒါပေမဲ့ဒီကန်လေးအတွက်ကျွန်တော်လိုက်ဖက်မှာဖြစ်တဲ့အတွက်ဒီကောင်လေးကို အဲကျွန်တော်ယူထားဖြစ်ပါတယ်။အော်ဒါကဘယ်လိုနည်းနဲ့မှရည်သေးမမြုပ်ပါဘူးပေါ့ပေါ့လေးပေါ့နော်။အဲအဲ့ဒါလေးကိုကျွန်တော်တို့ရည်သေးတမ်းမြုပ်အောင်ကျွန်တော်ဒီကြောက်နဲ့တွဲကပ်မှာဖြစ်ပါတယ်။ဒီဟာလေးကကျွန်တော်ဟိုးလွန်ခဲ့တဲ့2022လောက်တုန်းကကျွန်တော် YouTube မှာလည်းလုပ်ပြဘူးတယ်ပေါ့နော်။အော်ဒါကခုဒီ episode အနေနဲ့ပြည့်စုံအောင်ကျွန်တော်ဒါလေးကိုလက်တွေ့လုပ်ပြမှာဖြစ်ပါတယ်။အဲ့တော့ဖုန်နေသေးလေးတုတ်လိုက်မယ်ပေါ့နော်ကပ်မဲ့နေရာမှာ။အော်ဒီဟာလေးကိုကျွန်တော်ခုဒီလိုယူထားပါတယ်။ ဲဒီတုံးလေးကိုဒါကတော့ကျွန်တော်အကျမ်းမြင်အမြန်တုံးမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးကတ်မယ်ပြီးတော့ဒါလေးကိုအဲဒီလိုမျိုးပြည့်ပြည့်လူမျိုးတွေကမှာပေါ့နော်အဲ့တော့ဒီကြောင်လေးတွေကအစင်သိမ်းရတာလားမဟုတ်ပါဘူးကျွန်တော်ဒီလောက်လောက်ကြီးတဲ့ elephant skin stone ကိုကျွန်တော်ညနေကထိုင်ပြီးထုတ်ထားတာဖြစ်ပါလေဒါစာလိုက်နဲ့ပတ်ပြီးထုတ်ထားတယ်ပေါ့နော်ထုတ်တော့အဲသူ grain size တွေအမျိုးမျိုးထွက်လာတယ်ပေါ့ဒါဆိုရင်အကြီးယူထားတာဒါဆိုအသေးယူထားတာအဲဒါဆိုရင်တော်တော်သေးတဲ့ဟာဒါဆိုတော့ကြောက်မှုံပေါ့ အဲလူမျိုးတွေဖြစ်လာပါတယ်ပေါ့နော်ဒါ ready made ပဲဗမာမမရပါဘူးဒါတွေကကိုယ့်ဘက်ကိုလုပ်ယူရတာပေါ့နော် okay အဲ့တော့ကျွန်တော်အခုစစချင်းဒါလေးကိုဖတ်ကတ်မှာဖြစ်ပါတယ်ရေမျိုးဖို့အတွက်ရည်ရွယ်တယ်ပေါ့နော်ရေမျိုးဖို့အတွက်ရည်ရွယ်တော့ဒါလေးဖုံလေးပြောင်းအောင်တုပ်ပါမယ်အဲ့တော့အရန်လွယ်ပါတယ်တ िश ူးရှိမယ်တ िश ူးသားလေးကိုနည်းနည်းလေးဖြည့်လိုက်မယ်ဖြည့်ပြီးတော့ဒီမှာ ဒီသွေးတုံးနဲ့ဒီကြောက်တုံးနဲ့ထိမဲ့နေရဒီမှာတခြားရာလိုက်ပေါ့နော်ထိမဲ့နေရထိချက်ကောင်းမဲ့နေရကိုကျွန်တော်စက်ကပါမယ်ခုတို့ရေခုပဲထောင်းနေဒီဒီမှာနဲ့ကတ်မှာဖြစ်ပါတယ်အဲ့တော့ဘာလို့မလဲဆိုတော့ဇာခနာလို့ပါမယ်ဒါပြဘယ်လောက်ပြရလဲဒီနေ့မတော့ဝင်အင်းတောင်းတောင်းကြောဖြစ်မှာတောင်းကြောပဲပြရပါတယ်ဒါရူးရူးသာကနာပေါ့နော်အဲ့တော့ဒီသွေးတုံးနဲ့ကြောက်တုံးမဲ့ထိတဲ့ထိမဲ့နေရာထိချက်တစ်ခုနောက်တစ်ခုကကြတော့ခဏလေးတော့မှောင်းနေတော့ အဲကျွန်တော်ဒီမှာနောက်ထပ်ထိချက်တစ်ခုပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်ဒီဟိုဟာတ िश ူးလေးခံလိုက်ပါမယ်ပေါ့နော် Okay ခုလိုတဲ့နှစ်နေရာမိတယ်ပေါ့နော်အဲဒါလေးကကျွန်တော်ကဗီဒီယိုရှိရောမှလည်းစိုးရိမ်နေလည်းလုံးလည်းလုံးလုံးပြချင်တယ်ပေါ့နော်လုံးဝမသိသေးတဲ့လူတွေအတွက်အကျိုးသားပြီးတော့ကျွန်တော်အစီအပြောင်းတော့လုံးပြပေးပါမယ်ခုဒီနေရာမှာထိချက်တစ်ခုရှိမယ်ပေါ့ဒါဆိုရင်ဒီခုဒီနေရာက သွေးလုံးနဲ့ကြောက်နေတဲ့နေရာတွေအားလုံးကိုတ िश ူးနဲ့ခံလိုက်တဲ့သဘောပေါ့နော်ခံလိုက်တဲ့တော့ဖြစ်လေသလိုကော်ကတ်တဲ့အချိန်မှာနှစ်ခုလုံးကိုဒီတ िश ူးတ िश ူးရဲ့အားတ िश ူးကိုကော်ရဲ့အားနဲ့လမ်းဆွဲတဲ့အခါမှာနှစ်ခုလုံးကိုသွားပြီးတော့ငြင်းမြန်နေအောင်ဆွဲထားမှဖြစ်ပါတယ်ဒီကြောင့်လို့တဲ့ဒီအလေရခါလေးကြာသွားပြီပေါ့နော်ဒီနှစ်ခုကိုကျွန်တော်အရင်ကတ်ပါမယ်အော်ဒီ5ကိုဒူးလို့အမိရတဲ့ကော်ပေါ့နော်အိမ်ဆောက်ပစ္စည်းတွေမှာဝယ်လို့ရပါတယ် စူပါဂလူးပေါ့နော်အဲဆက်ကပ်ပါပြီဒီနှစ်ခုချားလေးကိုကော်အဆက်လေးချလိုက်ပါဒီမှာလည်းကော်အဆက်လေးချလိုက်ပါပေါ့နော်ဆက်ကပ်မိုင်းတော့စောင့်ရပါတယ်မိနစ်ပိုင်းတော့စောင့်နိုင်တော့ပူကောင်းပါတယ်ပေါ့နော်အဲပြီးတော့ခုနကျွန်တော်ဟနေနေရလေးကိုလည်းထည့်ပါမယ်ဒီရလေးရတေချာအနုစိတ်ပြီးတော့ဖြည်းဖြည်းချင်းဖီးလေးနဲ့ပေါ့နော်ဇိန်လေးယူပြီးတေချာလေးလုံနိုင်ပူကောင်းပါလေဒီတော့ဒီကြားထဲမှာလွတ်နေနေရလေးကိုတော်လေးထည့်ပါမယ် ော်ဒါဆို6နေပေါ့နော်6နေဆိုလို့ရှိရင်ကျွန်တော်တို့ထိုးထိုးလိုက်တော့အောက်ကျသွားမှာပေါ့နည်းနည်းပိုကြီးတဲ့ဟာလေးလုပ်ပြီးတော့အဲ့ခါနေကြလေးတဲ့ကိုဒီဒါကနာလေးနဲ့လို့ထိုးထည့်လိုက်ပါโอเคดูอ่ะดาซุนดิคุณน่ะคุณสบกลูดิแท้แท้บาเลยป่ะเนาะดิอเลอ่ะหาเนเนี่ยอ๋อโอเคดาซุนกูดิมาทีแท้โหไม่ซู้ป่ะเนาะเลลวยกูပြောมั้ยซะเนาะตลอดๆเหมือนๆ အုပ်ပြီးသွားပြီလို့ပြောပါမယ်ခုနလေးမှာတနေရာလေးပေါက်နေနေရရှိပါတယ်အဲ့ဒါလေးထည့်ပါမယ်ဒီကောသုံးတဲ့အချိန်မှာလက်တွေပါပြီးသွားရဲဆိုတော့ကျွန်တော်တို့အရက်ပြန်နေဖြန်းပလိုက်တယ်ပေါ့နော်လက်ကောနော်အဲမျက်လုံးနဲ့မဝင်ဘူးတော့အထူးယူဆိုင်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ခုဒါဆိုဒီသေးသေးလုံးနဲ့ဒီကြောက်တုံးနဲ့ကတ်သွားပါပြီပေါ့နော်ကတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ခုဘာလို့မလဲဆိုတော့ကျွန်တော်အသေးစိတ်ကြီးအဆုံးသက်တဲ့ဒီမလုပ်ပြတော့ဘူးနော် ဟိုဟာအရင်အချိန်ကလေးကြာမှာသို့လို့နောက်တစ်ခုကကျွန်တော်ခုဒီနောက်မှာကတ်မှာဖြစ်ပါတယ်ဒါဆိုဒီသစ်စွန်းလုံးကဘာဘာခိစားမှရေပေါ်ပြန်ပေါ်လာတယ်အကြောင်းမရှိတော့တော့ဘူးပေါ့နော်အဲ့လိုပဲမှန်းပြီးတော့ထည့်ရတာပေါ့ဒီမှာဆိုရင်ထိချက်တွေများပါတယ်ထိချက်များများလို့ရှိရင်ပူပြီးအားပါဘူကတ်တော့ကောင်းတယ်ပေါ့နော်အခုဒါဆိုဒီမဆာတိမဲ့နေရာလေးကိုအရင်ဟားပြီးတော့တိထားလိုက်မယ်ဒီမှာတနေရာထိမယ်ပေါ့အလင်းမှာတနေရာခြောင်ထဲနေရာကျတော့တနေရာနေရာလောက်မိသွားပြီးတော့မှလိုက်ပြီးတော့ထည့်တယ်ပေါ့နော် အဲဒါဆိုရင်တိကျနှစ်နေရာရှိပါတယ်ကျွန်တော်ဒီဟာတွေကိုဘယ်လိုပြောမလဲ begin beginner တော်များများပေါ့နော်ဟိုတိသက်မလေးလာနိုင်တဲ့သူတွေအတွက် YouTube သွားကြည့်လို့ပြောလို့လည်းအဆင်မပြေဘူးပေါ့နော်ကိုယ့်အလုပ်နဲ့ကိုယ်ဘယ်သူမှမအားကြတဲ့အတွက်ကျွန်တော်ဒါလေးတွေကိုတိသိချင်တဲ့စေတာနဲ့ကျွန်တော်ရိုက်ပြီးတာဖြစ်ပါတယ်ဒီ episode လေးတွေကိုကော်လေးထည့်လိုက်ပါဘီ ဟိုလိုပြောကြီးဘယ်လိုပြောမလဲလုံးပြခြင်းတော့အာကြီးလို့ဆိုတာထက် ပြောပြခြင်းတော့အာကြီးလို့လုံးပြနေလို့ပဲစဉ်းစားပေးကြပါကျွန်တော်ဒါတိတိအောင်ဒီတိုင်းကြီးလဲစာနဲ့ရိုက်ပြီးပြောပြလို့မရတဲ့ခါလေးတော်တော်လေးโอเคခုဒါဆိုရင်အထီးတက်တော်တော်မိမိရရပြီပေါ့နော်အဲ့မှာမှာကိုအားမရသေးတဲ့နေရာလေး height နဲ့ထင်းတဲ့နေရာလေးဆိုထပ်ထည့်ပါမယ်ကျွန်တော် โอเคခုဒါဆိုရင်အဖိတ်ချရလောက်တဲ့အနေထားကြီးရောက်သွားပါပြီပေါ့နော်ကျွန်တော်အနေနဲ့ပြောတာပါအဲခုဒီမှာဘယ်လိုမှပြုတ်เสียအကြောင်းမရှိတော့ဘူးပေါ့နော်ဒီနှစ်တောင်းကအဲပြီးရင်ကျွန်တော်ဒီအောက်တွေပါတွေလည်းကျွန်တော်လှန်ပြီးတော့အဲဒီအောက်မှာအခုလူဖြစ်နေတဲ့ဟာတွေအားလုံးကိုလည်းကျွန်တော်လိုက်လိုက်ပြီးထိချက်ရှိမဲ့နေရာတွေကိုကျွန်တော်ခုနလိုပဲထည့်မယ်ထည့်ပြီးကောအောင်မယ်ပေါ့နော်အဲအချိန်လေးနည်းနည်းရအောင်မလို့ကျွန်တော်လည်းထပ်ထပ်လုပ်လိုက်ပါအောင်မယ်တခါလေးအဲခုဒီနေရာမျိုးပေါ့ခုနအပေါ်ကနေဆိုမမြင်ရတဲ့နေရာမျိုးဒါဆိုထိကျက်အရန်ကောင်းပါလေ ဒါဆိုဆွဲနေမယ့်နေရာလေးပေါ့နော်အဲဒီမှာကော်ထဲမယ်ခုနအပြင်ကိုအပြင်လေးထိုးထည့်တာလို့အထဲမှာကြုံနေနေရာလေးတွေကိုလိုက်ပြီးတော့ထိုးထည့်ပြီးတော့ကော်လေးတစ်ခါတော့လောင်းပါမယ်ပေါ့နော်ဒီမှာလည်းလောင်းပါမယ်ပေါ့အော်တိတ်မလို့တော့ပါဘူးဒီတစ်ချက်ပဲလို့ဆိုတော့ကျွန်တော်ဒါလေးပါပြီးအောင်တစ်ခါချင်းပြလိုက်ပါမယ်ဒီမှာကျွန်တော်မြင်မြင်မြင်လောက်ပြနေတဲ့အကြောင်းရင်းအဓိကတော့ကျွန်တော်ဗီဒီယိုပြန်မဆက်နိုင်လို့ပေါ့နော် ကျွန်တော်မှဗီဒီယိုပြန်ဆက်ဖို့အချိန်မရှိတော့ပါဘူးအခွင့်အရေးလည်းမရှိတော့ပါဘူးကိုနိုင်ထွေးနဲ့မီးရပြက်မှာကျွန်တော်ရသလောက်အချိန်ကိုအဆန်းကိုလုပြီးတော့ကျွန်တော်လုပ်ပြတာဖြစ်ပါတယ်โอเคဒါဆိုရင်ခုဒီရှူးသားတွေနဲ့မြင်နေရတဲ့နေရာတွေကိုကျွန်တော်တို့ဖုံးပါမယ်အဖုံးမဲ့ဆိုတော့တဘာဝကြအောင်ကိုကျွန်တော်ဒီ elephant skin တောင်းကိုထုထားတဲ့အချိန်မှာထွက်လာတဲ့ဒီနောက်ဆုံး green ပေါ့အမှုံလေးတွေကိုခုတော့ကျွန်တော်သုံးပါမယ်ပေါ့နော်အဲအဲ့ဒါမသုံးဘူးဆိုရင်လည်းဒီသဲမုံလေးတွေကျွန်တော်သုံးပါတယ်သဲဖြူသဲဝါသဲညိုပေါ့နော် တဘာဝနဲ့နီးစက်မဲ့ထင်းတဲ့ဟာဒီတဆွေးတုံးကိုလွှတ်တာနဲ့တိုက်လိုက်ပြီးတော့ထွက်လာတယ်လွှတ်တာမဟုတ်ဘူးနော်အဲ့တော့ဒါလေးကိုလိုက်ဖြူးလိုက်အောင်ပါပဲဒီမှာအရင်ကြီးဘာမှခက်ခဲမရှိပါဘူးပေါ့နော်ဒါလေးတွေဟိုပစ္စည်းပစ္စည်းလေးစုံအောင်စူစီးရတဲ့ဟာလေးတော့နည်းနည်းအချိန်ကြာမယ်ပေါ့နော်အဲ့လိုမျိုးဟိုထုနဲ့ဒီထုနဲ့အဲ့တော့ကိုလိုချင်တဲ့ပုံစံတိုင်းဆိုတာဘယ်တော့မှအလွယ်တကူ မရတဲ့လောက်ပါပဲအလွယ်တကူမရှိပါဘူးကိုပဲလှုပ်ယူရတာပေါ့နော်အခုဒါဆိုရင်ခုနကျွန်တော် connect ကတ်ထားပါတယ်ဆိုတဲ့ဟာမရှိတော့ပါဘူးပေါ့နော်အခုဒါဆိုရင် okay အခုဆိုဒါဆိုရင်ကြောက်နေတဲ့တင်ကတ်နေတယ်လို့ပဲဖြစ်သွားပြီပေါ့နော်အဲဒီဘက်မှာဆိုလဲဒီတိုင်းမှာပဲအဲဒီဘက်မှာဆိုလဲကျွန်တော်ဇုံးလေးနဲ့ယူပါမယ် okay ဒီမှာထည့်ပါပြီ ဒါဆိုရင်ကိစ္စပြတ်သွားပြီပေါ့နော်။ကြောက်သားနဲ့တက်သားနဲ့အစ်စ်နဲ့တက်သားတက်သားလေးဖြစ်သွားပြီ။အဲတဲလေးပါရင်ဆိုဒီမှာဝါဝါထိနေကြီးဖြစ်နေသေးရပေါ့နော်။ဒါဒီကြောက်သားလေးကြောက်မုံလေးနဲ့ပဲပြန်လုပ်တယ်။ဒါမှမဟုတ်အဲနှောသာမုံနဲ့ဆိုရင်တော့တိတာပါသေးတယ်။ဒီရောက်မှလည်းမလုံရင်တော့ရပြီပေါ့နော်။အဲဒါပေမဲ့ကျွန်တော်ကတော့ကုဒီယာတော့ကြောက်မုံလေးကိုချွေးတာနဲ့နေနေအောက်လေးကိုတော့တဲတဲနဲ့လုပ်လိုက်မယ်ပေါ့နော်။တဲလေးဖြူမယ်။ လေးလေးပြူးမယ်ပြီးတော့ဒါလေးအောင်ပို့ပြီးလဲဟိုပါပေါ့ခိုင်သွားတာပေါ့နော်လူလူလေးโอเคတဖက်ပြီးသွားပြီကြာဒါလေးပဲတန်းတော့မယ်ပေါ့အဲ့လိုင်းလေးတော့အသေးဖြူပါမယ်ကဲပြီးပါပြီပေါ့အဲ့ဒါနော် โอเคအဲ့ဒါမှတနည်းလေးကြံနေတယ်ပေါ့နော်ကြရပါပြီဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီသစ်သွေးလုံးနဲ့ဒီကြောက်နဲ့ကတွဲသွားဖြစ်တဲ့အတွက်ဒီဝိတ်ကြောင့်ဒီသစ်သွေးလုံးကစပြီးကန်စားတင်နေရဒီကန်ထဲမှာဘယ်မှရွေးတဲ့အကြောင်းမရှိတော့ဘူးเนาะရေမြုပ်တာအောင်စောင်းနေရလည်းမလိုတော့ဘူးဘာမှမလိုတော့ဘူးပေါ့เนาะနောက်ပြီးတော့ကိုက ဒီတဆူလုံးနဲ့ဒီကြောင်လုံးနဲ့ကတ်တယ်ဆိုတာတွေ့ကြရတဲ့ကတ်တာမျိုးမဟုတ်ဘဲနဲ့သူနဲ့ live ဖက်တဲ့ဟာတွေကိုကတ်တာမျိုးပဲဖြစ်တင်ပါတယ်ကျွန်တော်ကတော့ဒါနမူနာကျူတူတွေပြရဖြစ်တဲ့အတွက်အနည်းသက်ဆုံးသိတော်မဲ့ဟာတွေယူပြီးတော့ကျွန်တော်လုပ်ပြတာပေါ့နော်โอเคဒါဆိုကျွန်တော်ငုံကန်ကိုပြန်သွားအောင်အာဒီတဆွေလုံးဆိုလည်းကျွန်တော်အများကြီးဖြတ်ထုတ်လာတာပေါ့နော်ပုံနေတယ်ဖြတ်ထုတ်တယ်ဒီထဲမှာ fit in ကြအောင်အတွက်ပေါ့နော်ဒါလေးကိုကျွန်တော်ဖြေလိုက်ပါမယ်သွိုင်းလေးတက်လက်မှာဆိုလို့အုပ်ထားဖြစ်ပါတယ် ဲနေ့လေးအစိမ့်မန်းနဲ့ထည့်ထားလာဆိုတော့အဲဒီလိုလေးပေါ့နော်ဒါတော့ဒီဘိုင်းနေအကုန်လုံးကတယူတရားနဲ့ယူတဲ့ဆိုင်လေးအချိန်ယူပြီးလုံးလေမိုက်လေပါပဲပေါ့နော်ဒါကတော့ကျွန်တော်ကျူတူရီရေလောက်ပြတာပါအဲ့တော့ဒီသစ်ဆွေးတုံးနဲ့ဒီသစ်ဆွေးတုံးနဲ့ဒီကြောက်တုံးနဲ့ဒီစွိုင်းနေနဲ့အကုန်လုံးကိုထားတဲ့နေရာမှာငိန်နေတော့မှာပေါ့နော်အကယ်၍သစ်ဆွေးတုံးကရေမြုပ်ပြီးသားကြီးဖြစ်နေတယ်ဆိုရင်တော့မှာရေထဲမှာမလောက်ပဲငိန်နေဘူးဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးပေါ့နော်အဲ့တော့ အဲဒါမျိုးကိုကျွန်တော်တို့အဲကျွန်တော်တိုက်တုံးပါလေဒါမျိုးတွေလုပ်ဖို့အတွက်အသေးစားစီစဉ်ပြီးတော့ဟောပူရင်းလည်းပြောရရင်ကျွန်တော်ကိုယ်တိုင်ကန်ဆင်လို့ရှိရင်ဒီ step တွေအားလုံးကိုတနိုင်လောက်တည်းမှာအကုန်လုံးပြောင်းလို့ပြီးအပင်ဆိုင်ပြီးဒီတိုင်းထည့်တာပေါ့နော်အဲဒါမျိုးခုဒီလို episode တင်တင်ဆက်တော့မှာပဲကျွန်တော်လည်းတစ်ဆင့်ချင်းလုပ်ဖြစ်တာဖြစ်ပါတယ်အဲအားလုံးအကြံပေးချင်တာအချိန်ယူပြီးလုပ်ပါဒီပစွေးလုံးလေးကိုကြောက်တုံးကတားသာအရသာလေးခံပြီးဇိမ်နဲ့လောက်ပါပေါ့နော်။၃ရက်ကြာကြာ၃လကြာကြာလုံးသိနေတဲ့ထင်လောက်ပါ။ ကောင်းအရန်ကောင်းတဲ့ result တွေထွက်လာပါပဲပေါ့နော်နောက်ပြီးတော့ကိုဒါလေးနေစဉ်းနေတယ်ဆိုလို့ရှိရင်စဉ်းလို့ကောင်းမဲ့ကိုမျက်လုံးနဲ့ဟိုဒီ eyesight အစဉ်ပြေမဲ့နေရာလေးဖန်တီးထားနိုင်ဖို့ကောင်းပါကျွန်တော်မှအဲ့လိုမျိုးမရှိဘူးကျွန်တော်ခုနပြောသလိုကိုမကြုံဝင်ကိုမသွားလောက်ရတယ်ဒီအောက်မှာကြုံဝင်အောက်မှာကိုမတင်ပြီးလောက်ရတယ်ကျွန်တော်တို့ဟိုအရန်ဟို studio လိုဟာမျိုးမရှိတော့အရန်ကြီးတော့ကျွန်တော်လည်းအားရမနေပါဘူးလောက်ရခိုင်းရတာဒါပေမဲ့ဟိုဖြစ်နိုင်တယ်ဆိုရင်အဲ့လိုမျိုးလေးစီစဉ်တာကိုကောင်းပါလေအော်ဒီ episode 2မှာကျွန်တော် hardscape ပေါ့နော် hardscape က ကြောက်တုံးကြီးပဲထားခြင်းလည်းရပါတယ်ဒီသစ်သေးလုံးနဲ့ကြောက်တုံးနဲ့ဒီလိုမျိုးရောရှက်ပြီးတော့ဖန်ပြီးရင်လည်းရပါတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီအပီဆိုဒ်ကျူးမှာဒီနေရာမှာကျွန်တော်ဖြတ်ပါမယ်အဲ့တော့နောက်ထပ်အပီဆိုဒ်တွေကျွန်တော်နောက်ရှောက်အမြဲတမ်းလေးလုပ်ပြီးတော့ပါမယ်ပေါ့နော်ဟိုကျွန်တော်